Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဘဲပင်ဘောအတုတ်ကိုမှဘဲအကြမ်းမုံများများလေးနဲ့စီစီလေးတုတ်စာဖြစ်လို့တုံနေလေးကိုလာမျှရပြရဖြစ်ပါတယ်ဒီနေ့လေးရဆိုလို့ရှိရင်အရန်လဲလွယ်ကူယူရှင်းတယ်ပြီးတော့ဖြူတို့ထမင်းပူပူလေးနဲ့တွဲစားရည်လဲအရန်ကိုလိုက်ဖက်ပါတယ်ပထမဆုံးပါဝင်ပစ္စည်းလေးတွေကိုအစင်သိလေးထားပေးလိုက်ပါမယ်အရင်ဦးဆုံးဖြူကဒီအတုတ်မှာထိုင်မဲ့ကြက်တုံးနဲ့တလုံးကိုပပားလေးတွေလေးထားပေးလိုက်ပါတယ်ရှင်ဒါကတော့အတုတ်မှာထက်တုံးရံအတွက်ပဲဖြစ်ပါတယ်ရှင် ပြီးရင်တော့စီချက်လေးချက်ပြီးရင်တွေ့ကျက်သွနဲ့နှလုံးစာလုံးနဲ့ကျက်သွဖြူ၃ဝစာလုံးကိုခက်ပပနေထားလေးတွေထိထားပေးလိုက်ပါမယ်ပြီးတော့ဖြူကအနက်လေးမွေးစီရန်တွေဒီနန်းနန်းပင်လေးတစ်ပင်ကိုလည်းခက်ပပနေထားလေးတွေလီထက်ထားတယ်ပေါ့နော်ဒီနေရာမှာနန်းနန်းပင်အနက်ကိုမကြိုက်ဘူးဆိုလို့ရှိရင်ရှောက်ရွက်ကိုခက်ပပလေးလီထက်မယ်ဆိုလည်းရပါတယ်ရှင် ါဝင်ပစ္စည်းလေးတွေကိုလည်းအစစ်သစ်လေးပြီဆိုလို့ရှိရင်တော့ဖြူတို့ပိုင်ပင်ပေါက်ကိုနှစ်ရည်လောက်ပေါ့နော်ဖိထုတ်ထားပေးလိုက်ပါမယ်ရှင်ဖြူကပဲပင်ပေါ်ဆိုလို့ရှိရင်အရန်ကြိုက်တယ်ပေါ့နော်ဒီတော့လေးရလည်းတကယ်လို့ပဲပင်ပေါ်ကြတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အရန်ကိုကြိုက်မှသိချပါရရှင် ဒီနေ့လေးကတော့ပဲအကြမ်းမခက်မြများလေးနဲ့ပေါ့နော်ခက်စီစီလေးတုတ်ထားတာဖြစ်ပါတယ်။ထမင်းပပူလေးနဲ့တွဲစားရင်လည်းအရင်လိုက်ဖက်ပါတယ်။ကဲဖြိုးတို့ပဲပင်ပေါက်ကိုလည်းဆေးပြီးဆိုလို့ရှိရင်တော့စီချက်လေးလာချက်ပေးထားလိုက်ပါမယ်နော်။အရင်အောင်ဆုံးစီချက်ချက်ရံအတွက်အိုးထဲကိုစီလေးနဲ့ငယ်ထည့်ပေးလိုက်တယ်။စီလေးပူလာပြီဆိုရနဲ့စနေမော်လေးနဲ့ငယ်ကိုထည့်ပြီးတော့ခတာကတီထားပြီးသားချက်တုံချူနဲ့ချက်တုံတွေကိုထည့်ပြီးတော့ပေါ့နော်။အနက်လေးမှုပြီးတော့ရှူဝါရရလေးတန်းလာတဲ့အထိထပ်သွားပေးလိုက်ပါရစေ။ ဒီချက်သွန်ဖက်လေးကကျွတ်ကျွတ်လေးဖြစ်လာတဲ့ထိပ်ပေါ့နော်ဒီချက်လေးကိုချက်သွန်ပေးလိုက်ပါရစေဒီနီးလေးတိုင်းဖြစ်တော့ဒီပဲပေါ့တစ်ခုတည်းမဟုတ်ပဲနဲ့ပေါ့နော်ပဲပင်ပေါင်းနဲ့အာလုံးနဲ့ကိုရောပြီးတော့တုတ်မယ်ဆိုလည်းအရင်စားကောင်းပါတယ်ကဲပြောရဲစီချက်လေးကခုလိုမျိုးလေးအယောင်လေးရဲလာပြီဆိုလို့ရှိရင်တော့ချက်ပါပြီရှင် ပြီးရင်တော့ပပတ်ဆူတဲ့ရင်တွေဦးတွေကိုရေဆေးသက်စင်ထားတဲ့ဘဲပင်ပောက်ကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်နော်ဖြစ်သွားတော့သူ့ကို3မိနစ်လောက်ပြုတ်ထားပေးလိုက်ပါတယ်ရှင်ဘဲပင်ပောက်လေးကနည်းနည်းလေးနူးလာတဲ့ထိပေါ့နော်ခဏလောက်ပြုတ်ထားပေးလိုက်ပါတယ်ဖြူရပြုတ်သွားလိုက်တာပပင်ပေါက်လေးရလဲနုံးလာပြီဆိုလို့ရှိရင်တော့သူ့ကိုဆဲထောက်မယ်ပြီးရင်တော့ရေအေးလေးနဲ့တရေလောက်ဆေးချပြီးတော့ပေါ့နော်ရေလေးဆေးသေးညှစ်ထားပေးလိုက်ပါမယ်ရှင် ကဲပြီးရင်တော့ဖြူလို့စတော့ပေးရန်အတွက်ရေဆေးပြီးတော့ရေညှင့်ထားတဲ့ပဲပင်ပေါ်ကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အစစ်တက်လိထားတဲ့စက်တော်နီနနံပင်ပြီးတော့တမယာတိလေးတစ်စက်လောက်ကိုပါနှစ်ထည့်ပေးထားလိုက်ပါတယ်။ရပါအတွက်ကတော့အချုံမုံနှဲငယ်နဲ့ပဲအချက်မုံနှစုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့မြုပ်တီအချက်မုံကိုကိုအဆက်စားနိုင်တဲ့လောက်ထည့်ပေးလို့ရှိရင်တော့မြေဘဲလော်ထောင်းလေးနှဲငယ်ကိုပါထည့်ပေးလိုက်ပါမယ်နော်။နောက်ဆုံးကြမှာငယ်ပြည်ရေနှဲငယ်ပြီးတော့ချက်ထားပေးတဲ့ဆေးချက်လေးကိုထည့်ပေးလို့ရှိရင်တော့အားလုံးကိုနှက်တော့အောင်နှက်တော့ပေးလိုက် က်ပါမယ်နော်။အားလုံးသမတော်အောင်ဖြူတို့အားရပါရလေတုတ်သွားပေးလိုက်ပါမယ်ရှင်။တုတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်အနက်လေးရမွေးနေရောပဲပေါ့နော်။ကဲဖြူတို့တုတ်သွားလိုက်တာအားလုံးလည်းနှက်နေပြီဆိုလို့ရှိရင်တော့အရသာပုံငန်ကိုမြည်ချပေးလိုက်ပါမယ်နော်။ ဖြစ်သွားတော့သူ့ရဲ့ကိုတမယာသေးလေးနောက်ထပ်တစိုက်လောက်ကိုထပ်ပြီးတော့ညှက်ထပ်ပေးထားလိုက်ပါတယ်။ကဲပြီးရင်တော့အားလုံးကိုသမတော်အောင် ပြန်ပြီးတော့တုတ်ထားပေးလိုက်ပါမယ်နော်။ဒီနေရာမှာရတာပေါင်းငန်းကိုကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်။ရတာလည်းလုံးဝအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ပဲပင်မအုပ်လေရတော့စားလို့ရပါပြီရှင်။ကဲခုဆိုလို့ရှိရင်တော့လွယ်ကူရရှင်ပြီးတော့ထမင်းအရန်ကိုမိစေတဲ့ဖြိုးတို့ရဲ့ပဲပင်ပေါအုပ်လေရတော့စားဖို့ဆက်သဖြစ်နေပါပြီရှင်။စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေလို့မျှော်လင့်ပါရှင်။ကဲဒီ ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုနေဘူးတစ်တည်းမှာပြန်ဆောင်ရမယ်เนาะအားလုံးဘိုင်